မင်္ဂလာပါဦးလေးမင်္ဂလာပါတူကြီးအခုဒါဗန်ကားသန်းနဲ့ဝယ်သွားတဲ့ပုံကိုနော်ဗမာပြည်မှာဆိုရင်တော့ကိုမယ်ကြီးခေါ်တာပေါ့ဒါသူအကြောင်းဦးလေးသိသလားသိတာပေါ့သူရဲ့သူကပြီရော်လို့ခေါ်တယ်ပြီရော်နော်အချိန်တော့တော့ဦးလေးတို့ထိုင်းရောက်တော့ဆိုလို့ရှိရင်ဟုတ်သူလည်းတကယ်ကြက်သမားကြီးပဲဟုတ်ကဲ့သူကတော့အဲ့ဒီချိန်းနေတအားကြိုင်ချိန်းနေတအားကြိုင်နေအပြင်သူကခါလဘောင်တို့အဆူတော်ခါလဘောင်ကြီးတို့လေဟုတ်ကဲ့ဟုတ်ကဲ့ခါလဘောင်ကြီးတို့နဲ့တိုက်တဲ့လူတွေ ဟုတ်ကဲ့ဟုတ်ကဲ့အဲကာလာပေါင်းကြီးကနဲ့အဲမှာပစ်တီးနေတဲ့ဖြစ်ကြီးလေးဆိုရှိတယ်ဟုတ်ကဲ့အဖြစ်ကြီးလေးချက်ဖားနေဖြစ်ကြီးလေးချက်ဖားတို့ဘယ်လိုကောင်းလမ်းဘုံအဲပြီးရောတို့ချက်ဖားချင်းအတက်ကအတန်ကြီးကြီးရတယ်ဟုတ်ကဲ့ဟုတ်ကဲ့မြင်ဘူးတယ်ပေါ့လေအဲဘယ်လိုနိုင်သွားလဲအဲအဲ့တော့တော့ကာလာပေါင်းလို့နိုင်သွားတယ်ကာလာပေါင်းလို့နိုင်ကာလာပေါင်းနိုင်သွားတယ်အဲတက်ခစ်တော့တော့သူရဲ့ချင်းနေကအစ်စ်တရားရာခိုင်လုံးပေါ့လေဟုတ်ကဲ့အတင်းမရှိကြဘူးဟုတ်ကဲ့ တချင်တော့တို့တွေပြောခဲ့ဘူးသူလို့ပေါ့အခုပြည်ရန်နေဒုတိယနဲ့ဝင်လာတော့လေဟုတ်ကဲ့အဲ့မှာပြည်ရန်နေကချက်ခုမှာချက်ခုကျန်းအဲချွေးနဲ့ထိုင်းချင်းနေကြတော့တခါဟိုပညာကောင်းအဲ့ဒါတွေသွားပြဆက်ပြဆက်ပြလေဟိုကျော်တို့ရာရာကန်တို့မှ200အပြည့်ရသွားတယ်ပေါ့သူရဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပါအဓိကတော့ညီကိုတို့ဒီအခုဝယ်သွားတဲ့ဖိအီရောဆိုတာသူကစမ်းမီရောခြံရဲ့ပိုင်ရှင်ပေါ့ခြံခဲ့တဲ့ဆယ်စုနှစ်လောက်တုန်းကဒါကွိုင်းလောက မာသူကဘယင်းတဆူပဲဘယင်းဆိုသူတို့ကချိန်သွေးကင်တယ်သူတို့ရှိကချိန်သွေးကတော်တော်အဆင်မြင့်တဲ့ချိန်သွေးတွေမှာပါသွေးမြင့်ချိန်သွေးတွေပေါ့သူတို့ရှိကလွန်ရင်တော့ကျန်တာ no ပဲစိတ်မချဘူးဒါပေမဲ့သူတို့တောင်မှဒါဆယ်စုနှစ်တခုလောက်ရှိပြီတိမ်မြုပ်သွားတယ်ဘယ်လိုဖြစ်သွားလဲဘယ်လိုကောင်းမလဲအခုဒီ P1 ပေါ့ကိုကိုဝတ်တုံးနဲ့ကိုဝတ်တုံးကဒါထိုင်းနိုင်ငံမှာဆိုမာလော့ရဲ့ဘယင်းလို့ပြောလို့ရတယ်အဲကျန်ခဲ့တဲ့ဒါဒီတောက်လျှောက်ပေါ့ဗျာ ဒါဒီဖိယောကပွိုင်းနေရဲ့ဘရင်လို့ပြောလို့ရတယ်ရန်ကုန်ဆယ်စုနှစ်ဒါပေမဲ့ဒီဆယ်စုနှစ်တစ်ခုလောက်ရှိပြီဒီဖိယောကတကြမ်းစူးစလိုမျိုးဖြစ်ပြီးတော့မနိုင်ဘူးကြေးကောင်းကောင်းတိုက်လေရှုံးတယ်အဲ့လိုဖြစ်တာဒီဖိဝန့်ကိုလည်းတခါမှမနိုင်ဘူးဖြစ်ဟုတ်တယ်မနိုင်ဘူးဆိုတော့အခုဘန်ငါးသန်းနဲ့ဝယ်တယ်ဆိုတော့ဒါ number 1ကိုဝယ်တာလဲဒါသူ့ရဲ့ခက်တစ်ခက်ကိုပြန်ထူထောင်ခြင်းလို့ဝယ်တာဖြစ်ဖို့များတာပေါ့နော်ဒါပေမဲ့ ကိုလေးတကယ်သုံးသက်ကြည့်ရရင်ဒီဘငါးသန်းတန်ချက်ကဂျီမြမကတော့တန်တယ်လို့ကျွန်တော်ယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့ဘတ်တန်130ကျော်เนาะဟုတ်တယ်။ဒါအနိုင်ရလက်နဲ့တည်ချခဲ့ပြီမဲ့ဒီချက်ရဲ့တန်ကြီးကတော့ဘငါးသန်းဆိုတာကတော့နည်းတယ်။ဒါပေမဲ့သူတို့ကြားထဲကအပေးယူတွေဆိုတာရှိနေမယ်လို့ကျွန်တော်ယုံကြည်တယ်လေ။ဒီလူတွေကလည်းအချိန်ဝါဩဇာကြီးမားတဲ့လူတွေပေါ့။ဟုတ်တယ်မှန်တယ်ပေါ့။ဒါဖြစ်ရောတော့ကကြာတော့တာဒီဆယ်စုနှစ်အတွင်းမှာသူတို့ခြံရက်ချက်ဆိုရင် ဟိုဘယ်မှာတိုက်ကရှုံးတယ်လို့မျိုးဖြစ်တဲ့အနေထားတော့ဖြစ်သွားတယ်အဲသူ့ကိုပြန်ပြီးတော့ဟိုတိုးတက်စေရင်လို့ပဲအဲသူတို့အပေးယူအရာပေးလိုက်သလားလို့ကျွန်တော်ကတော့သုံးသက်တာပေါ့ဦးလေးဒါဦးလေးရောဘယ်လိုသုံးသက်လဲဦးလေးဦးလေးသုံးသက်တာလည်းအတူလိုပေါ့ဘယ်လိုကောင်းမလဲတစ်ချိန်တော့ကတော့သူလည်းကြိုက်နေတဲ့ဥစ္စာတော့သူ့မျက်စိထဲမှာဒီနံပါတ်1လို့ဟုတ်ကဲ့အစ်စ်မရှိဘူးလေနော်ဟုတ်ကဲ့အဲနံပါတ်ဦးလေးမျက်စိအမြင်ပါလေအခုလက်ရှိမှာတော့ချင်းနေနေသားမှာတော့ နံပါတ်1လို့ကြက်မျိုးရတော့အဲချိန်လန်းပြီးရနေမရှိဘူးမရှိဘူးเนาะသူ့ခြံတစ်ခြံလုံးကနံပါတ်1ကိုမှီခဲ့ကြက်မျိုးမရှိဘူးမရှိတော့လေသူလည်းအဲ့ဘိုးကြီးပြေးတာပေါ့ပြေးတာပေါ့ကဲကျေးဇူးပါဦးလေမင်္ဂလာပါမင်္ဂလာပါ